ရွှေမမေရဆင်ကယ်မားဖြစ်တဲ့အတွက်သူ့ရဲ့သူတယောက်တည်း supporting အားနဲ့ပဲဆိုတော့တခါတလေမား supporting မလောက်တဲ့အတွက်ကြောင့်ဟိုတငယ်ရမျိုးလေးရှိရယ်ဟိုဒါမဲ့လည်းဟိုသူ့ဘာသူအဆင်ပြေသွားပါရဲ့အကုန်လုံးကလေသူ့ကိုကြည့်ပြီးတော့ပဲ motivate ယူရတာပေါ့အများကြီးသူငိုတာရယ်မမြင်ချင်တော့ဘူး တော့ပင်မပါရဲ့ဟိုမရဲ့ financial situation ပေါ်မှာရောကိုယ့်ရဲ့ဒီဒီဟာကိုလျှောက်လိုက်တဲ့အတွက်ကုန်တယ်ဗောနော်ပညာရေးမှာသုံးတာထက်ဒီဘက်မှာဒီနုပညာလမ်းကိုလျှောက်လိုက်တော့ပို့ကုန်တယ်ဗောနော်အဲ့တော့သူ့တနာလဲတနာရယ်ကိုမှမဖြစ်မြောက်ခဲ့ရင်ဒီပဇံတွေကပလုံသွားမှာလေဟုတ်တယ်မလားအဲ့တော့ကိုကဟိုနေရာတစ်ခုရအောင်တော့အကောင်းဆုံးဟိုဖတ်တွေ့ပြီးတော့စူးစမ်းနေမှာပါကို့အတွက်အဖေကလည်းမမေပဲမမေမမေကလည်းမမေပဲဆိုတော့သူတယောက်တည်းဦးစီးပြီးတော့ဟိုအလုပ်တွေလည်းလုပ်တာဖြစ်တဲ့အတွက်မမေစိတ်မပြတ်စေချင်ဘူးဗောနော် ။အားကြောင့်ဟိုပို့ပြီးတော့လည်းစူးစမ်းကြည့်စင်တယ်။သူ့အတွက်ဂုံရရတဲ့လူတယောက်ဖြစ်ချင်ပါရဲ့ရှင်။ မနာမည်ကတော့ရှေဖူဖြစ်ပါတယ်ရှေမြမကတော့ဒီလာမယ့်6လပိုင်း16ရက်နေ့မှာ Mistin Culture International 2025ကိုမြန်မာကိုစားပြုအနေနဲ့ကရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်ရှင်အာအင်ဒိုနီးရှားနိုင်ငံမီလန်မြို့မှာကျင်းပမယ်ပေါ့နော်အာနိုင်ငံပေါင်း20ကျော်ရှိရယ်ပေါ့နော်အဲ့ဒီမှာညီမတို့16ရက်နေ့ကနေပြီးတော့ Grand Final အာ22ရက်နေ့ထိရှင်ပြိုင်သွားမှာဖြစ်ပါတယ်ရှင်မနစ်က2024ရှစ်လပိုင်းတော့ညီမတို့ local ပွဲက မယ်ပထမဦးဆုံးဒီအမှုပညာခြေလှမ်းအစပါပဲရှင်။ကိုကအခုမှဒီလုပ်ငန်းအစလုပ်တာဆိုတော့ nervous လေးဖြစ်တယ်။အော်အများကြီးလဲစိုးရိမ်နေ။ဒါပေမဲ့ကြောက်နေရင်ဘာမှဖြစ်မှာမဟုတ်ဘူးလေနော်။အဲ့တော့ဒီ culture ဆိုတဲ့တိုင်တယ်နဲ့အညီညီမညီမနိုင်ငံရဲ့ရည်ကြွယ်မှုတွေကိုအများဆုံးချပြသွားနိုင်အောင်လို့အကောင်းဆုံးကြိုးစားပြီးတော့ရှင်ပြန်ခဲ့ပါမယ်ရှင်။အဲ့တမီးရ2006 19နှစ်ပါရှင်။လှုပ်ကြည့်လိုက်မယ်ပေါ့နော်။ဒါကိုက grade 12ပြီးတော့ဒီဟာအနုပညာရရန်လှုပ်ချင်တဲ့အတွက်ဒီကိုလှုပ်ချင်တဲ့မမေးဆိုပြီးတော့ဒါမမေးကလည်း sporting အဖြစ်ပေးတယ်။ ဆိုတော့သူအမြဲတမ်းနောက်ကနေတကောက်တော့လိုက်ပေးတယ်။အာဒီယာပြန်ဝဲသွားဖို့ဖြစ်လာတော့အများကြီး train ရတယ်ပေါ့နော်။ညီမတို့မှ train ချိန်ရ၈လလောက်တော့ညီမတို့ရရတယ်ပေါ့နော်။အများကြီး train ရတယ်။အဓိကဟိုမြန်မာမှုတွေကိုအများကြီးစူးစမ်းပြီးတော့လုပ်ခဲ့ရတာပေါ့။ကိုကလူငယ်တယောက်ဖြစ်တော့ပုံမှန်ဆိုလို့ရှိရင်ဒီ traditional တွေနဲ့ဝင်းနေရာကြီးရှိရယ်။အခုဆိုလို့ရှိရင်ပို့ပြီးတော့မြန်မာရဲ့ culture ဘက်မြန်မာရဲ့ယဉ်ကျေးမှုတွေကိုဘယ်လိုမျိုးထိန်းသိမ်းရမလဲဆိုတာကြီးအများကြီးလေ့လာဖြစ်တယ်ပေါ့နော်။အဲဒါကြောင့်ညီမအများကြီးဟိုဘက်မှာချပြသွားနိုင်အောင်လို့အခုပြင်ဆင်နေပါရှင်။ ောက်အာခက်ခဲဆိုရင်တော့ညီမဒီ talent show အတွက်ပေါ့နော်ညီမရုပ်သေးရုပ်သေးကဖို့ပြင်ဆင်နေပါတယ်ရှင့်အာရုပ်သေးကြတော့ဟိုအများတန်းကိုကဒါကိုအသားကျလာတဲ့အကတခုမဟုတ်တဲ့အတွက်ကြောင့်ဒီရုပ်သေးကျိုးဆွဲတာကိုညီမပြောမယ်ဆိုလက်ဖူတိုက်ပြီးတင်ထားတဲ့အရာတခုဖြစ်တဲ့အတွက်အဲ့ဒါကိုတော့နည်းနည်းလေး nervous ဖြစ်ပါတယ်။ဟာကောက်ဝေါ်ကြတော့ဒါဆရာတို့က agency မှာအများရန်ကောက်ဝေါ်ကိုစနေတနေ့ငွေတွေပေါ့နော်အများရန်အပတ်တိုင်းကို train ပေးနေတာဆိုတော့အဲ့အဲ့ဒါအတွက်လည်းယုံကြည်မှုရှိပါတယ်ရှင့်။အာဘာသာစကားကတော့ညီမဒီ page QNA answer the question ကိုပေါ့နော်ဒါဆရာကျော်ဆရာနဲ့အတူတူ train နေတယ်ပေါ့နော်အညီမရဲ့အဖွဲ့သားရင်းနဲ့အတူတူညီမရဲ့ Miss Kacha ရဲ့ညီမလေးနဲ့အတူတူပေါ့နော်သွား train နေပါတယ်အဲ့ဒါအများကြီးမျှော်မှန်းတယ်ဘာလို့လဲဆိုတော့ teen ပွဲဆိုတော့လေ teen နေကြကုစားပြုတွေကြည်လာမှာ15နှစ်ကနေ20အထိပေါ့နော်သူကကန့်တတ်ထားရဲ့ဟို Miss Kacha ကတော့20အထက်ပေါ့နော် ဆိုတော့ဟိုရကျင်နေဘာလို့ဆိုတော့နိုင်ငံလဲအရန်မများဘူးဟိုပြီးတော့ဟိုမြန်မာနိုင်ငံကိုစားပြုအနေနဲ့ဒီကာချာပွဲလေးမှာဗောနော်ဟိုဘလောက်ထိပေါ်ကျွားရဲမြန်မာရဲ့အမှုပညာတွေအလှပတွေကိုတွားပြီးပြောပြခြင်းနဲ့ဆိုတော့ဟိုဘယ်လိုပြောရမလဲကိုလည်းနောက်ထပ်အသက်ကြီးလာတဲ့ခါမှာတခြားပွဲတွေ join ဖြစ်ခဲ့မယ်ဆိုရင်ဒီပွဲလေးကကိုရဲ့ experience တစ်ခုဖြစ်မယ်ဟိုဘယ်လိုပြောရမလဲ image ကောင်းတစ်ခုလေးဖန်တီးနိုင်ခဲ့မယ်ဆိုပြီးအဲ့လိုဆိုရင်တော့ကျေနပ်ပါတယ်အဲ့ဒါကြောင့်အများကြီးမှန်းနေဗောနော် လင်းစမ်းမန်းနေဘာလို့လဲဆိုနိုင်ငံလေးနေတော့လေဩကိုဝင်မလားဝင်မလားဆိုပြီးငငယ်တည်းကနေသူငယ်တန်းနေ grade 12ထိကအเจ้าနဲ့အိမ်နဲ့အကြောင်းပဲတကယ်ဘာမှမသိဘူးဟိုအဲ့ grade 12လေးပြီးသွားတဲ့အခါမှာညီမတို့အောက်စင်းထွက်ပြီးတော့ဒီ tomorrow မြန်မာ organization ကိုရောက်တယ်ဒီရက်တစ်ဆင့်မှာ city boy တွေဝင်ပြိုင်ရင်းနဲ့မှာဒီနောက်ဆုံး grand final မှာမင်းနိုင်ရသွားတဲ့အခါမှာလုံးဝပေါ့နော်အကုန်လုံး ဘဝတစ်စိ့ချိုးပြောင်းလဲသွားတယ်ကိုယ့်ရဲ့အနေထိုင်နေရော lifestyle လည်းလုံးဝ change ဖြစ်သွားတယ်ဟိုတွေးကြုံရတဲ့ဟာရပို့ပြီးတော့ဟိုအထက်တန်းလွှာရင်လည်းပို့ပြီးတော့ပတ်သက်လာရတယ်နမကြီးနမညာရှင်တွေကိုတွေ့ရရဲဆိုတော့ဟိုပေါ့နော်အများကြီးလည်းမရောက်ဘူးတဲ့နေရာလည်းရောက်ရတယ်တွေ့ကြုံအများကြီးရပါတယ်ပြီးတော့အဓိကညီမအရန် changes ဖြစ်သွားတယ်အရင်အလိုမျိုးခလေးတယောက်လိုမဟုတ်တော့ဘူး အော်တအားလေးလာရတယ်ဗောနောပုံမှန်ဆိုလို့ရှိရင်ဒီလောက်ထိအင်္ဂလိပ်စာတွေပါရောက်ချပြီးလေ့လာဖြစ်မှာမဟုတ်အခုကျဒီပွဲအတွက်ဆိုတော့အရန်ကိုရောက်ချပြီးတော့စိတ်နှိပ်ပြီးတော့လေ့လာဖြစ်သွားရခြင်းဒီတားစုကတော့မမေတယောက်တည်းဗောသူ support ပေးရရွှေရရွှေမမေရ single မဖြစ်တဲ့အတွက်သူ့ရဲ့သူတယောက်တည်း supporting အားနဲ့ပဲဆိုတော့တစ်ခါတလေမှာ supporting မလောက်တဲ့အတွက်ကြောင့်ဟိုတငယ်ရမျိုးလေးရှိရဲအော်ဒါမဲ့လေဟိုသူ့ဘာသူအဆင်ပြေသွားပါရဲ့အကုန်လုံးကလေဒါမဲ့ကိုဖြစ်မယ်ဆိုတာကိုအများကြီး manifestation လုပ်ဖြစ်တယ်ဗောနောငါရရမယ်ဟိုဗောဒီ winner မမတို့ local ပွဲတော့ကလည်းအဲ့လိုပဲ စိတ်ကိုလုံးဝအကုန်လွှတ်ချထားပြီးအကောင်းဆုံးပဲအာရုံစိုက်လိုက်တဲ့အခါမှာပြလာရေပေါ့နော်ကျွန်တော်အခုလည်းဒီလိုစိတ်နဲ့ပဲတောက်ပြရင်ပါပါရှင်အများကြီးဘယ်လိုမျိုးအကောင်းဆုံးကြိုးစားမယ်အရန်ကြီးတော့ stress မထားပါဘူးရှင်ဒီပွဲကနေကိုယ့်ရဲ့ဖြစ်မြောက်ချင်တယ်ပေါ့နော်ဟိုပွဲကဟိုကြီးဒီသေးဒီပဓာနာမထားဘဲနဲ့ပေါ့နော်အမြဲ placement ကောင်းကောင်းလေးတစ်ခုလောက်ယူလာပြီးတော့ဟိုပြန်လာရွေးရှင်မှာဒီမြန်မာနိုင်ငံမှာလည်းဥပညာလုပ်တွေအများကြီးဆက်လုပ်သွားခြင်းနဲ့အဲ့တော့တင်တန်းတွေအများကြီးတက်ပြီးတော့လည်းအခုလည်းစူးစမ်းနေပါတယ်ကိုကိုလည်းအမြဲတိုးတက်ပြောင်းလဲနေအောင်လို့ကိုကို focus ထားပြီးတော့ ဘလော့ဖြစ်အောင်လုပ်နေပါရဲ့ရှင့်ဖေဖေကတော့အသက်ရှိအောင်မှထင်ပါတယ်အသက်ရှိအောင်မှဇေနိုပြန်လာတော့နော်ဒါသမီးကတော့တိုင်ဝဲရဲ့အတိုင်းတိုင်းပါတော့တိလာဘူးထင်တယ်တစ်ခါမှမတွေ့ဘူးဟုတ်ဘယ်နှစ်လောက်ကြာပါ့မမေပြောတော့သမီး၈လလောက်တည်းကအဲ့လိုမျိုး꽌သွားတာလို့ပြောရယ်ဆက်တခါမှလည်းမမြင်ဘူးအများကြီးကိုအတွက်အဖေကလည်းမမေပဲမမေမမေကလည်းမမေပဲဆိုတော့သူတယောက်တည်းဦးစီးပြီးတော့ဟိုအလုပ်တွေလည်းလုပ်တာဖြစ်တဲ့အတွက်မမေကိုစိတ်မပြတ်စေချင်ဘူးပေါ့နော် အားကြောင့်ဟိုပို့ပြီးတော့လည်းစူးစမ်းကြည့်စင်တယ်သူ့အတွက်ဂုံရရတဲ့လူတယောက်ဖြစ်ချင်ပါရဲ့ရှင်သူ့ကိုကြည့်ပြီးတော့ပဲမော်တီယူရတာပေါ့အမြဲတမ်းသူငိုတာရယ်မမြင်ချင်တော့ဘူး တော့ပင်မပါရဲဟိုမရဲ့ financial situation ပေါ်မှာရောကိုရဲ့ဒီဒီဟာကိုလျှောက်လိုက်တဲ့အတွက်ကုန်တယ်ဗောနော်ပညာရေးမှာသုံးနာထက်ဒီဘက်မှာဒီနုပညာလမ်းကိုလျှောက်လိုက်တော့ပို့ကုန်တယ်ဗောနော်အဲ့တော့သူတနာလဲတနာရဲကိုမှမဖြစ်မြောက်ခဲ့ရင်ဒီပဇံတွေကပလုံသွားမှာလေဟုတ်တယ်မလားအဲ့တော့ကိုကဟိုနေရာတစ်ခုရအောင်တော့အကောင်းဆုံးဟိုဖတ်တွေ့ပြီးတော့စူးစမ်းနေပါပါညီမကဒီလာမယ့်6လပိုင်းမှာဗောနော်16ရက်နေ့မှာအင်ဒိုနီးရှားနိုင်ငံမီလန်မြို့မှာတက်ပြိုင်မှာပါရှင်အာညီမကိုဒီဝင်းရံပေးကြပါဦး Instagram မှာလဲညီမရဲ့ post လေး းတွေပို့ပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်ရှင်အကောင်းဆုံးကြိုးစားခဲ့ပါမယ်